တဏှာတွေကိုဆုံးလွန်နိုင်ဆုံးလွန်နိုင်ထားတဲ့စိတ်ဓာတ်တစ်ခုဘုန်းကြီးတို့တွေတတိထားဖို့တော့အတွက်တဏှာကောင်းမှုလုံတိုင်းလုံတိုင်းမြတ်စွာဘုရားသခင်ကိုရမြတ်ကဝေလာမတုတ်တံမှာဝေလာမဒီတုတ်တံကိုဟောတဲ့အခါမှာပေါ့လေဝေလာမတုတ်တံကြီးကိုဘုသူဟောတာလို့ဆိုအနာရဘိကိုဟောတာအနာရဘိတထေကတုတ်တံဘာပုဂ္ဂိုလ်ကြီးဖြစ်နေအဲ့ဒီအနာရဘိတထေကိုဟောတဲ့တရား သောတပန်ပြီမယ်လို့မြတ်စွာဘုရားလိုအပ်လို့ဟောတယ်ဆိုတာသတိထားဖို့လိုပါမြတ်စွာဘုရားကကိုလူတဲ့အလူတန်လားအလူဝတ္ထုကကောင်းပြီဖြစ်စေညံ့နေဖြစ်စေဒါအဓိကမဟုတ်ဘူးတဲ့နဲတာနဲ့များတာဒီနှစ်ခုကလည်းအဓိကမဟုတ်ဘူးတဲ့အဓိကဖြစ်ပုံလေးကိုမြတ်စွာဘုရားပြောတယ်ပါတော့ဆိုရင် လူတိုင်းလူတိုင်းဟာတက္ကိစံဒါနလေးဒီတလေးတစားလှူဖို့လိုအပ်တယ်တရားကိုလှုပ်တဲ့အလုပ်ကိုလှုပ်တဲ့အလုပ်ပေါ်ကိုလေးလေးစားစားလှုပ်တဲ့ဆိုအထိပ္ပာယ်ပြောတာနော်တက္ကိစကိုတတိန်ကတ္တဝါလို့ဖွင့်လာဆိုရင် mindful ပေါ့ကိုလှုပ်တဲ့အလုပ်ကိုစိတ်အားကုန်စိုက်ပြီးတော့တတိအမတ်တရားလှုပ်တဲ့ဟာမျိုးလို့အမတ်တမဲ့ကလေးတွေမလုံးနဲ့လို့ဒီလိုပြောတာနော်တလေးတစားလှုပ်တဲ့ဆိုအထိပ္ပာယ်ရပေါ့ တတိတစားလုပ်တယ်ပြင်းပြင်းစင်စင်လုပ်တယ်တန်တန်ပြန်ပြန်ဖြစ်အောင်လုပ်တယ်စူးစမ်းပြီးတော့လုပ်တယ်ဒီအလေးနဲ့ထားပြီးလုပ်တယ်လို့ဒီလိုဆိုလိုတာပေါ်ဝတ္တဏမဟုတ်ဘူးပေါ့စိတ်ဓာတ်ကိုပြောတာနော်စိတ်ဓာတ်ဆိုင်ရာဟာတကိစ္စဖြစ်ပေါ်လို့ဓာတ်တစ်ချက်ဓာတ်ကိုကိုကိုပြင် နောက်တစ်ခုကဘာလို့ဆိုစိတ်တိကတ္တဝါဒါနံဒေတိအလူလူကြီးဆိုလို့ရှိရင် စိတ်တိကတ္တဝါဆိုကိုယ်စိတ်ထဲမှာပူဇော်လိုတဲ့စိတ်ချင်းမြောက်လိုတဲ့စိတ်ဝန္တာချင်းလူတဲ့စိတ်တွေဖြစ်ပွားစေပြီးတော့မှလှူရမယ်ဒါမျိုးပူဇော်လိုတဲ့စိတ်ဆိုအခုတန်ဃာတွေကိုဆွမ်းလောင်းတယ်ဆိုတာတန်ဃာတွေကျင့်နေတဲ့သီလသမားတွေကို ပူဇော်တာဟောတာလည်းပူဇော်တာပဲဒီတန်ဃာတွေကဆက်နွယ်ပြီးတော့ဘုရားလက်ထက်ကအရိယတန်ဃာတွေထီအောင်ရည်စူးပြီးတော့ပူဇော်လို့လည်းရတယ်ဟောနောက်တစ်ခုက တန်ဃာတွေကြက်မှတ်တင်ယူနေကြတဲ့ပရိယတ်ဒိသံပေတွေကိုပူဇော်တယ်။တန်ဃာကနေပြီးတော့ဓမ္မကိုပူဇော်တဲ့အဆင့်ရောက်။အဲ့ဒီကနေပြီးအာရုံပြုလိုက်ဒီတရားတွေဘယ်သူဟောတာတော့ဆိုဘုရားဟောတာ။အော်တရားရဲ့ပိုင်ရှင်ဖြစ်တဲ့မြတ်စွာဘုရားကိုလည်းသူပူဇော်တယ်။တန်ဃာကိုတင် စိတ်ကရမထားပဲနဲ့တန်ဃာတန်ဃာရဲ့တဏ္ဏမှာရှိတဲ့တရားတရားကိုဟောကြတဲ့ဘုရားဆိုဟော။ ယရဏတဝပူဆောင်တာဖြစ်သွားဒါကအဲ့ဒီလိုစိတ်မထားလို့ရှိရင်မရဘူးနော်စိတ်ထားရမှာပြောပြကိုယ့်ရဲ့စိတ်ဓာတ်ဥတည်ခြင်းဒီတိုင်းရှိရလူတိုင်းလူတိုင်းဟာတဏ္ဍာကနေပြီးတော့တဏ္ဍာကိုကြီးမှန်းရဲ့ကနေပြီးတော့တဏ္ဍာတွေရဲ့တဏ္ဍမှာရှိတဲ့တရားတရားကိုဟောကြားတဲ့ဖရာဆိုလို့ရှိရင်ဟောယရဏတဝပူဆောင်ပြီးသားကိစ္စပြီးတော့ အဲ့တော့ဘုရားလည်းပူဇော်တယ်တရားလည်းပူဇော်တယ်သံဃာလည်းပူဇော်တယ်ဆိုတော့ကိုယ်အလူဌာနတာမန်အလူလို့ပြောလို့မရတော့ဘူးပေါ့လောက်တတ်လို့ရှိရင်ပူရလောကမှာစိုက်ပျိုးရေးလုပ်တဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်စီးပွားရေးအယောင်ဝယ်လုပ်တဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်လောက်တတ်သူနဲ့မလောက်တတ်သူနှိုင်းရှင်ပြီးကြီးလိုက်မယ်ဆိုရင်လောက်တတ်သူကပူအောင်မြင်တယ်တဲ့ ဒါကိုစီးပွားရေးဆိုလို့ရှိရင်ဤပညာရှိတဲ့ပုဂ္ဂိုလ်လောက်တတ်တဲ့ပုဂ္ဂိုလ်တွေကပါတယ်လေမလောက်တတ်တဲ့ပုဂ္ဂိုလ်တွေကနောက်တန်းရောက်နေတာဒါလိုဖြစ်တာအဲကုသိုလ်ကောင်းမှုလည်းပဲဒီတိုင်းပဲတတိထားငါကတသိမ့်ထဲတယ်ဆိုပြီးတော့ရှေ့တန်းရောက်လို့မရဘူးရှေ့တန်းရောက်ချင်ရင်အခုပြောတဲ့တက္ကိစ္ဆန်ဒါနံဒေတိစိတ္တိကတ္တဝါဒါနံဒေတိဆိုရင်ကိုယ်စိတ်ကိုပြင်းပြင်းစင်စင်လုံးဝရှေ့တန်းရောက်ပါ အတုဝတ္ထုများများထည့်ရုံနဲ့ရှိတာမရောက်ဘူးတဲ့နော်အေးဒါကြောင့်မလို့အလုံးတို့လည်းများများထည့်တယ်စိတ်ဓာတ်လည်းပြင်တယ်ဆိုရင်တော့ထိတ်တန်းပေါ့နော်ခုပြောနေကြတဲ့ top တင်းနေပါတော့မှာပေါ့နော်အဲ့တော့အဲ့လိုဘယ်ရပဲဖြစ်ဖြစ်စိတ်ဓာတ်အမှန်တမ်းမှာအရေးကြီးတယ်စိတ်ကိုပြင်ဆင်အောင်အဲ့ဒါလိုပြင်ဆင်ဖို့အတွက် ဘုန်းကြီးတို့ဒီကုသိုလ်စိတ်ဖြစ်ဖို့ရအတွက်အချက်၄ချက်လိုအပ်တယ်ချက်၄ချက်နဲ့ကိုယ့်အကိုယ်ကုသိုလ်စိတ်ဖြစ်အောင်လှုပ်ဆောင်ပေးထား၄ချက်ပေးထားအဲ့ဒါအဋ္ဌတာလေးနေ့အထက်ကထာမှာကုသိုလ်စိတ်ဖြစ်တဲ့အခါမှာဘာကြောင့်ကုသိုလ်စိတ်ကဖြစ်ကြရတယ်လဲဆိုဒီအချက်၄ချက်နဲ့ကိုယ့်အကိုယ်လေ့ကျင့်ထားတာနော်